မဝနဲ့တည်ခြင်းကိုစကန်ပိုင်းအတွင်းမှာဆုံးဖြတ်ပေးနိုင်တဲ့အခြေအနေတခုရှိပါတယ်။အဲဒါကတော့ဂျူဒီရဲ့နှလုံးရက်တန့်ခြင်းပဲဖြစ်ပါတယ်။စကန်တိုင်းကတမိုးရှိပါတယ်။ဒါပေမဲ့လူများစုက DNA ရဲ့ကြီးမားလာတဲ့အခြေအနေတွေရဲ့လက္ခဏာတွေကိုသေချာမသိကြပါဘူး။ဒီမှာတော့ရုပ်တရက်နှလုံးရက်တန့်ခြင်းရဲ့အဓိကလက္ခဏာတွေနဲ့အပြည့်ခင်မှာအရိသာသိတဲ့ဂျူဒင်သတိပေးချက်တွေကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဒီ channel ကတနေ့ကျရင်တင်းရဲ့အသက်ဒါမှမဟုတ်ရင်တင်းချစ်ခင်မတရားသူတွေရဲ့အသက်တွေကိုကယ်တင်ပေးနိုင်မှာဖြစ်ပါတယ်ကျုပ်ရဲ့နှလုံးရတန့်ခြင်းဆိုတာကနှလုံးကယုတ်တည်းနဲ့အမျောလဲပဲအလုံးမလုံးတာကိုဆိုလိုတာဖြစ်ပါလေ။ဒါကနှလုံးမှာဖြစ်နေတဲ့ပြည့်လက်ပမှုဆိုင်ရာပြဿနာတစ်ခုပဲဖြစ်ပါလေ။နှလုံးကပုံမှန်ခုန်နေတဲ့အစားတုံ့ခါမှုတွေဖြစ်လာပြီးတော့သွေးတွေကိုတကူလုံးစီမပို့နိုင်တော့ပါဘူး။ အဒီနောက်မှာတော့ဘုံနောက်နဲ့အရေးကြီးတဲ့ကိုအင်ကာရစီကိုအောက်ဆီဂျင်ရောက်ရှိမှုတက်တောက်သွားခဲ့ပါတယ်ကျတရဲ့နှလုံးရတန့်ခြင်းနဲ့နှလုံးပေါက်ခြင်းရဲ့ဝါချချက်ဒီနေရာမှာလူများစုမှားရွင့်နေတဲ့အချက်တခုကိုရှင်းပြချင်ပါတယ်ကျတရဲ့နှလုံးရတန့်ခြင်းနဲ့နှလုံးပေါက်ခြင်းခအတက်တွေကမတူပါဘူးခအတက်နှလုံးပေါက်ခြင်းဆိုတာကနှလုံးသွေးကြောပိတ်ဆို့တာကြောင့်နှလုံးကျွတ်သားတွေပျက်စီးသွားတာပါ ါကလေးလက်ပမှုဆိုင်ရာပြဿနာတစ်ခုဖြစ်ပါတယ်။တစ်ခါတလေမှာနှလုံးကဆက်ပြီးတော့ခုံနေတတ်ပါတယ်။ကျူတီရဲ့နှလုံးရထခြင်းဆိုတာကတော့နှလုံးရဲ့သွေးလက်ပမှုစနစ်ခြုံရင်းသွားပြီးတော့နှလုံးခုံဘုံဝရထတော့တာပါ။ဒါကတော့နှလုံးမှာရှိနေတဲ့သွေးလက်ပမှုဆိုင်ရာစနစ်တစ်ခုရဲ့ပြဿနာပဲဖြစ်ပါတယ်။နှလုံးပေါက်ခြင်းကဒုတိယနှလုံးရထခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့အခြေအကျဆိုပေမဲ့လည်း ဒီနှစ်ခုကတခြားစီဖြစ်တဲ့ဆိုတော့အရင်ဆုံးနားလည်ထားဖို့လိုအပ်ပါတယ်။ကျုပ်ရဲ့လောရတဲ့ခြင်းဖြစ်တဲ့အခါမှာခြေမီတုတ်ပြန်နိုင်ဖို့ကအရေးကြီးပါတယ်။လက္ခဏာတွေကိုချက်ချင်းသိရှိမှသာအသက်ကိုကယ်တင်နိုင်မှာဖြစ်ပါတယ်။ကျုပ်ရဲ့နှလုံးရတဲ့ခြင်းအဓိကလက္ခဏာ၄ချက်ရှိပါတယ်။ပထမဆုံးနဲ့အထင်ရှားဆုံးလက္ခဏာကတော့ကျုပ်ရဲ့လဲကျသွားခြင်းဖြစ်ပါတယ်။အားကြောင့်ရင်မှမရှိပဲမတရက်မြေရာကပြတကူလုံးကျိုးလဲကြသွားတာပါလူနာကအတိလက်သွားပြီ အလိုလိုရှောင်းမှုမှလုံနိုင်တော့မှာမဟုတ်ပါဘူးဒုတိယလက္ခဏာရက်ကတော့တတိလက်သွားခြင်းပါဒုနာကိုအော်ခေါ်တာ၄အခုံပုတ်တာ၄နှာချင်းအောင်ပြုတ်လုတာ၄လုံးပင်မဲ့လေဒုနာကလုံးဝတုံ့ပြန်မှုရှိတော့ပါဘူးတတိယချက်ကတော့ပုံမှန်အသက်ရှူခြင်းမျိုးရှိတော့ပါဘူးကျုပ်ရဲ့နှလုံးရတတ်သူကလုံးဝအသက်မရှူတော့တာမျိုးလည်းဖြစ်နိုင်တယ်လို့ဒုနာရဲ့ပတ်ဆက်ကအသက်ရှူရတာမဟုတ်ပါပဲပုံမှန်မို့တဲ့အသက်ရှူတဲ့ခြေရှူကိုကြားနိုင်ရပါတယ်ဒီလိုမျိုးအသက်ရှူပုံက ချုပ်ရဲ့နှလုံးရတန်ခြင်းရဲ့လက္ခဏာဖြစ်ပါတယ်။ပုံမှန်အသက်ရှူနေတယ်လို့မှတ်ယူလို့မရပါဘူး။စတောတာလက္ခဏာရဲ့ကတော့နှလုံးခေါင်းတော့လုံးဝမရှိခြင်းပါ။လေဗင်ကသွေးကြောတွေကိုစမ်းကြည့်တဲ့အခါမှာနှလုံးခေါင်းတော့လုံးဝမခံစားရတော့ပါဘူး။ဒီလက္ခဏာလေးချက်မြင်ရမယ်ဆိုရင်လူနာကချုပ်ရဲ့နှလုံးရတန်ခြင်းဖြစ်နေပြီလို့သတ်မှတ်ပြီးတော့ချက်ချင်းအကူအညီပေးဖို့လိုအပ်ပါတယ်။ချုပ်ရဲ့နှလုံးရတန်ခြင်းမဖြစ်ခင်မှာချုပ်တဲ့ပြည်ပေးနိုင်တဲ့လက္ခဏာရတွေရှိပါတယ်။ ယုတ်တိရနှလုံးရတဲ့ညင်ကအမြင့်အတာယုတ်တိရဖြစ်ပါလေသူတေသနာတွေရလူနာ90ရာခိုင်နှုန်းကျော်မှာအဖြစ်ကနိုင်ပိုင်းတောင်မွေရက်ပိုင်းတောင်မွေရက်သက်တစ်ပတ်ပိုင်းအနေငယ်လို့ပါတတိပေးတဲ့လက္ခဏာလေးတွေအနေငယ်ပြသတတ်ပါလေအဲ့ဒီလက္ခဏာရတဲ့ကိုလေးလေးရှုမိတာကအသက်ဆုံးရှုံးမှုရဲ့အဓိကအကြောင်းရင်းဖြစ်နိုင်ပါလေရှင်မနာခြင်းမှုတမောက်မတမနာဖြစ်ခြင်းဖြစ်တဲ့လူမျိုးလေးလံနေတဲ့လူမျိုးခံစားနေရပြီးနာခြင်းမှုဟာဘယ်ဘက်လောက်လဲပဲမေယူတောင်မွေဂျောဘက်ကို ြန့်နှံ့နိုင်ပါတယ်။ဒါကယူရီးယားနှလုံးပေါက်ခြင်းရဲ့လက္ခဏာလေးဖြစ်နိုင်တာကြောင့်အင်းလျူရှူတာမျိုးမလုပ်သင့်ပါဘူး။နှလုံးခုန်လို့မမှန်ခြင်းနှလုံးခုန်လို့ကအယံမြန်နေတာ၊လုံခါနေတာ၊တောင်းမွေရင်နှလုံးခုန်လို့နေတာပုံမှန်မဟုတ်ဘူးလို့ခံစားရမယ်ဆိုရင်ဒါကသတိပေးတဲ့အချက်ပြမှုတစ်ခုဖြစ်ပါလေ။ဘိုးဝေချင်းသူမကောင်းထဲမှာလေးလံထမ်းမနေသလိုခံစားနေရခြင်း၊တွေနဲ့အောက်ဆီဂျင်ဘုနောက်ကိုကျုံးနေလာတဲ့အတွက်ဘိုးဝေလာတာမျိုးဖြစ်ပါလေ။ အရင်လက်ချက်လိုခံစားရနိုင်ပါတယ်အတူတပြည့်လွှမ်းရှောင်းမှုပြင်းထန်တဲ့အခါတောင်းမွေချုပ်ရဲ့မတည့်ရတဲ့အခါမျိုးမှာဖြစ်နိုင်ပါတယ်ရှင်းပြလို့မရတဲ့ open နဲ့နဲ့ပုံမှန်မဟုတ်တဲ့လုံလင်းအရင်ပုံခန်းနေတဲ့လိုမျိုးခံစားနေရခြင်းနဲ့တခြားအကြောင်းရင်းရှိပဲရုပ်ရည်အားနည်းလာပြီးတော့ open လာတာမကြခဏမှုလေတာမျိုးတွေထက်ကထက်ကအတိလက်တာမျိုးတွေဒါမှမဟုတ်လေချလူနေနေဖြစ်တာမျိုးတွေကအလုံးခုံလုံးပြဿနာရဲ့အစောပိုင်းလက္ခဏာတွေဖြစ်နိုင်ပါတယ် နောက်ထပ်အတိထားမဲ့လက္ခဏာရတွေကသက်ရှူရတာကကဲလာမယ်၊သမောအသက်ရှူချက်လာမယ်၊ပုံမဲ့လှုပ်ရှားမှုတွေလုံယုံနဲ့အသက်ရှူရတာကကဲလာလိုက်။ခြေဘက်ကလေးတွေပြင်းနေသလိုခံစားနေရတယ်။အလုံးမင်းချွေးတွေထွက်လာမယ်။ဘူးလုံးမှုရှိပဲအလုံးမင်းချွေးတွေထွက်တယ်။သမောဆိုရင်ပူပန်မှုတွေလုံခဲ့သလိုခံစားနေရနိုင်ပါလေ။ဒီလိုပြင်အမျိုးသမီးတွေမှာတွေ့ရတဲ့လက္ခဏာရတွေကတော့ရိုးရိုင်းနဲ့မတူပဲပို့ပြီးတော့ထင်ရှားမှုနေနိုင်ပါလေ။ဒီမဲ့နေနေတာတွေအသက်ရှူချက်တာတွေ အိုက်အောက်တာမျိုးတွေကပို့ပြီးတော့အဖြစ်များပါတယ်ဒီလိုမျိုးလုပ်တဲ့အခါမှာဘာလို့လုပ်တင်လဲဆိုတော့တင်တော့မဟုတ်တိပဝန်ချင်းကတစုံတယောက်ကဒီလိုမျိုးပုံပြနေခဲ့မယ်ဆိုရင်ကျိုတင်လက္ခဏာတွေကိုခံစားနေရပြီဆိုရင်ချက်ချင်းဆရာဝန်ဒါမှမဟုတ်ရင်ငုံထုတ်ခုဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ်ဒီချက်တွေဖြစ်လာပြီဆိုရင်တော့ဘယ်တော့မှလည်လျူရှူတာမျိုးမလုပ်သင့်ပါဘူး။ဆရာဝန်ကသင်ကို ACG ရိုက်တာမျိုးတွေ၊ကျွန်တော်အထောက်အကူရိုက်တာမျိုးတွေကို ပြုလုပ်ပြီးစစ်ဆေးနိုင်ပါတယ်။စောစီစွာစစ်ဆေးတွေ့ရှိခြင်းကပူတောင်းမှုကိုခံယူပြီးတော့အလုံးရက်တက်ခြင်းကိုကာကွယ်နိုင်တဲ့အခွင့်အရေးကိုမြင်မာစေနိုင်ပါတယ်။ဒီဗီဒီယိုထဲမှာဒီကတော့ချက်ကတော့ရေးပေါ်ချင်းမှာချက်ချင်းတုတ်ပြန်နိုင်ခြင်းပါပဲ။လက္ခဏာ၄ချက်ချင်းမှာလေးချခြင်း၊တတိမြာခြင်း၊အတက်မရှူခြင်း၊နှလုံးခုန်လို့မရှိဘူးဆိုတာကိုတွေ့မှဆိုရင်ချက်ချင်းရေးပေါ်ထားတာကိုပုံစံပြရအောင်ဒီတော့မှာချက်ချင်းစီပီယာပြုလုပ်နိုင်ပါတယ်။ လေးလည်းမမှုမရတတ်အောင်လို့ရှင်ဘက်ကိုခက်ပြင်းပြင်းလေးနဲ့ညံ့ပြပေးနိုင်ပါလေ။ကျူတီရဲ့နှလုံးရတတ်ခြင်းဆိုတော့ကြောက်ကြောက်ကောင်းတဲ့ခြေနေဖြစ်ပါလေ။ဒါပေမဲ့အဲ့ဒီလိုခြေနေမျိုးတွေဖြစ်လာတဲ့အခါမှာပြန်ပါလို့ရမလဲဆိုတော့သိရှိထားခြင်းကအလွန်အစွမ်းထပ်ပါလေ။လက္ခဏာတွေကိုသိထားပါ။ကျူတင်သတိပေးချက်တွေကိုလေ့ထားပါ။စပီယာလေ့ကျင့်မှုကိုခံယူပါ။အင်းတို့ရဲ့အသိပညာနဲ့အဖြေကအသက်တစ်ချောင်းကိုကယ်တင်ပေးနိုင်ပါလေ။ဒီ channel တွေကအင်းတို့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ကျမကြီးနဲ့ပတ်သက်တဲ့အခြားဗီဒီယိုလေးဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ Happy Myanmar Channel လေးကို Subscribe ပြုလုပ်ပေးထားနိုင်ပါတယ်ခင်ဗျာ